မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာစောသူခေါင်ရေးသားသောတောင်ပေါ်ကျောင်းကအမျှဝေဒန်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းကြီးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ကျွန်တော်ကနွေရသည်ကျောင်းပေးရဲ့ရောက်ပြီဆိုပြောတယ်။အဖေကအဖိုးတို့ရှိတဲ့ EAOR တိုင်းဒေသကြီးကထူးကြီးဆိုတဲ့ရွာကိုအလဲခေါ်သွားတယ်။ဟိုမှာကဥလေးတွေအတော်တွေညီကိုဝမ်းခွဲတွေနဲ့တွေ့ရမှာဆိုတော့ပြောတာပေါ့။ တယောက်တည်းဖြစ်တဲ့ကျွန်တော်ကရွာကိုသွားဖို့နှွေရသည်ဆိုပြင်ဆင်ပြီးရွာကိုဝင်လိုက်တယ်ဆိုုံပဲအောင်သိရီတောင်ပေါ်ဖះကဆဲလဲတန်ကစတင်ကြိုးစိုးလိုက်တယ်။အောင်သိရီဖះကကုန်းမြင့်လေးပေါ်မှာတည်ထားပြီးပပတ်လဲမှာဥကူတွေနဲ့ပြည့်နေတဲ့တုတ်တန်မြေကလေးပေါ်တောင်ပေါ်ဖះမှာအောင်သိရီဆရာတော်အပါဝဲဥပဇင်းနှစ်ပါးတရင်သုံးတယ်။အဲ့ဒီတောင်ပေါ်မှာအပင်ကြီးတွေကအိုးအိုးဆိုင်ဆိုင်တရက်ညောင်းတင်းစုံရောပဲ။ ပြီးတော့ဆရာတော်ကတတ်တလို့နေမင်းဦးစိုင်းပုတ်ချိန်ထားတယ်ဆရာတော်ကမူလအစကဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဘာသာကြားဗုဒ္ဓဘာသာကိုယုံကြည်လုံးလို့ဆိုပြီးဗုဒ္ဓဘာသာတဲကိုဝင်ယဟန်ခံပြီးနေတာအဖေကရွာကိုသွားတာရည်ရွယ်ချက်နှမျိုးရှိတယ်တမျိုးကအဖိုးကိုတွေ့ကြလို့နောက်တစ်ခုကတောင်ပေါ်เจ้าမှာမနှောစုံကတ်ချင်လို့ပဲ ဒီနေရာမှာမနှောဆုံးဆိုတာလေးကိုရှင်းပြပါရစေ။မနှောဆုံးကိုနနက်အယုံတက်ချိန်မှာကတ်ရတယ်။စွန်ကတ်ရရင်လည်းတက်တက်လို့ပဲပြင်ရတယ်။ဥပမာမုတ်ဟင်းကပဲနှစ်ချက်ထမင်းနဲ့ပဲပြုတ်တို့သာကတ်ရတယ်ပြီးတော့ယရနာ၃ဝအစထား၍တောင်ပေါ်မှာရှိတဲ့တက်ဆိုင်ရာပုတ်ကိုယ်တွေတိုက်တယ်ရုပ်ကစိုးတွေကိုဖိတ်ရတယ်စွန်ကိုလည်းဖုံးကြီးပွဲကတ်တယ်လို့တည်တည်ချာချာလက်စေးရီကစလက်တော့ပွားထွေးကန်ကစထားပြီးစနစ်တကျကတ်မှာအကက်မြောက်တယ်လို့ဆရာတော်ကမိန့်နေတယ် ်အဖေကလည်းဆရာတော်ကြီးစီမှာစွန့်ကပ်ရက်တောင်းပြီးလျင်လိုအပ်တာတွေဝယ်ချမ်းပြီးတောင်ပေါ်ကိုသွားရန်ပြင်ဆင်ကြတယ်အဖိုးကတောင်ပေါ်မသွားခင် တောင်ပေါ်မှာပောက်ကြရမပြောဖို့တတ်မှတ်နေရမှာပဲအပေါ်အပါအလေးသွားဖို့အရေးကြီးဆုံးကတော့တောင်ပေါ်ကျောင်းမုတ်ဦးမြင်ကလေးကမြစ်တာပို့ရန်အတန်တန်မှားတယ် အဖေတို့အတော်တို့ကိုလည်းခလေးတွေကိုဂယုဆိုင်ဖို့ပြောတယ်။တခါကရွာမြောက်ပိုင်းကဒေါ်မြသားကိုုံးကြံရက်တွေမူပြီးတောင်ပေါ်မှာပောက်ကြရတွေပြောပြီးဖះရသောမှာတွားရတာသူ့ကိုအသားမဲမဲနဲ့လူတယောက်စိမ့်စိမ့်နဲ့လူတယောက်နီနီနဲ့လူတယောက်သုံးယောက်ကဒင်းင်းမေဘောကဆင်လာပြီးရိုက်တာအုံးကြံအမှုပြေသွားတယ်။အုံးကြံလည်းသူ့ကိုရိုက်တဲ့လူသုံးယောက်မျက်နှာကိုကြည့်လိုက်တယ်။ပြီးတော့တချို့တဲ့တောင်ပေါ်ကဆင်းပြေတာလိမ့်ကြပြီးလက်ကျိုးသွားတယ်။ရွာက လူတွေကမေးတယ်တဲ့။ ဟဲ့အုံးကြရင်နင့်ကိုရိုက်တဲ့လူတွေကဘလို့ပုံစံလဲမေးတော့မျက်နာကဘလူးမျက်နာနဲ့ဗလာကောင်းကောင်းစေးမိကြောင်တကူလုံးအပြည့်ပဲဟုဆိုတယ်။အဲဒီတော့မှဒေါမြလည်းခရော့ဝဲရက်ပြီးတောင်မကဒညင်းမင်းအောက်မှာရှိတဲ့ဘလူးရုပ်ထုကိုတောင်းမှန်ပြီးပြန်လာရတယ်။အုံးကြိုင်လဲဘရော့မနေဝင်ရင်ဆိုတာနဲ့တောင်မကိုခြေဥတော်မလဲတော့ဘူးယောမာပြောစမှတ်ကိုဖြစ်လို့ ကျွန်တော်တို့ကမနှောစိုးမကက်ခင်တရက်ကြိုပြီးတောင်ပေါ်မှာတွားရရတယ်ဒါမှစွန့်ချက်လို့ရမှာကိုတောင်ပေါ်ចောင်းကို မုတ်ဦးလေးမြင်တာနဲ့ကိုရတာလေးနဲ့မြစ်တာပို့ကြတယ်ပြီးတော့ဆရာတော်ကိုဖူးပြီးစွန့်ချက်ဆောင်မှာအထုပ်ပိုးတွေချပြီးမုံဟင်းကားတက်တက်လို့ချက်ရန်ပြင်ဆင်ကြတယ်မုံဟင်းကားကတက်တက်လို့ဆိုတော့ချက်ရတာလက်မတွဲပါညနေ6နာရီလောက်ကြတော့အားလုံးချက်ပြုတ်တာပြီးစီးသွားတယ်ညရောက်တော့ကျွန်တော်တို့မိသားစုတွေစုပြီးမြစ်တာပို့ကိုပေးတရားတော်တွေကိုတံပြန်ရွတ်ဆိုပူဇော်ကြတယ် တောင်ပေါ်မှာကမိသိမကောင်းဘူးဖြော့တော်တော်လေးဒီတော့ပရိတ်မြုပ်ခင်စီမီတထောင်ပြင်အောင်သိတိဖျားကြီးကို ပူဇော်အမွေတိုင်းရေချမ်းပန်းစသည်တို့ကိုဖျားကိုလည်းကန်သက်ဆိုင်ရာပုံကိုယ်တွေဆရာတော်ကြီးပြောတဲ့ညောင်မင်းကရုပ်ကစိုးသကဝါပင်ကတိုက်တွေဒင်းင်းမင်းကဘလူးရုပ်သုံးရုပ်တရက်ပင်မှာရှိတဲ့တောင်ပိုင်းကြီးတမပင်မှာနေတဲ့တိုက်ချုပ်တွေကိုလည်းကတ်လူပူဇော်ခိုင်းတယ် ပြီးတော့အဖေနဲ့ဦးလေးကအုတ်ကူကြားတဲ့ဆင်ပြီးဘာဒံပင်မှာရှိတဲ့တုတ်တန်ဆောင်ကိုလည်းကတ်လို့တယ်။ကျွန်တော်တို့မိသားစုက မလိုက်ရဲတော့ပဲအပေါ်ကနေပဲကြည်နေမိတယ်။ဆင်ပြီးတထောင်ပူဇော်လိုက်တော့တောင်ပေါ်တစ်ခုလုံးလင်းထိန်သွားပြီးဆဲလန်းတန်တွေကတချင်ချင်နဲ့လေးတိုက်တိုင်းတောပန်းတွေရဲ့ရနံ့ကလည်းမှုိကြိုင်နေတာပဲ။ကျွန်တော်တို့ကမြစ်တာစပို့ပြီးပထန်းကျဲကိုတန်မြန်ရွတ်ဆိုကြတယ်။ ပြီးတော့32ဘုံကျယ်လည်နေတဲ့ပုံကိုယ်တွေကိုအမျှဝေးကြတယ်။အမျှဝေးတော့နောက်ဆုံးတာရုခေါ်တယ်လဲရောက်တော့ကျွန်တော်တို့မိသားစုအားလုံးခံစားလိုက်ရတာကရင်မွေးနဲ့လိုလိုပန်းပေါင်းစုံနဲ့လိုလိုနဲ့မှု့ကြိုင်နေတာကိုအားလုံးသတိပြုမိလိုက်တယ်။ဆရာတော်ကြီးတရင်တုံးတဲ့အဆောင်ကဝါချောင်းကျင်းကျင်းလေး ျွန်တော်တို့ဝင်ဖို့တော့မိသားစုနဲ့တင်ပြေးသွားတယ်ဆရာတော်ကကျွန်တော်တို့ကို အသား၅မျိုးရှောင်ခိုင်းတယ်စင်မြင်ကျွမ်းနွားဝက်မင်းတို့ဒီအသား၅မျိုးကိုမစားဘူးလို့ဂရိပေးမလားလို့မေးပြီးဆရာတော်ကလက်ဝါးနဲ့ကြောခေါင်းကိုတစ်ချက်စီရိုက်ပြီးမန်းတယ်ဆရာတော်ကတတ်တော်ကြီးလို့အရင်တုန်းကဆိုတိုက်တွေကိုညဆိုခေါ်ပြီးစကားပြောတာဟုဦးစလေးကပြောတယ် တကားကြီးတို့သကဝါပင်ကပုံကိုယ်တွေကိုနက်နက်ဖိတ်လိုက်သေးလားလို့မေးတော့အဖေကဖိတ်ပါတယ်ဗျာဘာဖြစ်လို့လဲမေးတော့မနစ်ကဥတအောင်တို့ဒီလိုပဲမနှောစွန့်ကတ်တာသကဝါပင်ကိုပော့သေးသေးထင်ပြီးမတိချောင်ဆောင်သွားတာသကဝါပင်ကပုံကိုယ်တွေက အိတ်နေတဲ့ဥတအောင်ကိုဆွဲချပြီးအုပ်ဟုပေါ်တင်လာတယ် မနက်လင်းတော့ဥတအောင်လဲကြောင်တော်တော်နဲ့ငါညတော့ကအိတ်တာဓမ္မယုံထဲမှာဘလို့လို့ဒီရောက်နေပါလေလို့စသဖြင့်ဥပစင်ကရှင်းပြတယ်ဒီနေရာမှာဇရက်တဲကျင်တိုင်းတဲလို့မရဘူးဆရာတော်ကြီးကတပတ်ကြိုပြီးတိုက်တွေကိုနေရာပြောင်းထားခိုင်းတယ်သူတို့လည်းဆရာတော်ကြီးကိုပဲကြောက်တာအခြားလူဆိုဂယုမဆိုင်ဘူးဟုဥပစင်ကပြောပြတယ်ကျွန်တော်ကလည်းတိုက်ဆိုတာလူလူပဲလားလို့မေးတော့လူလူလဲတွေ့ရတတ်တယ်မွေအနီရောင်နေနဲ့လဲတွေ့ရတတ်တယ်လို့မိန်တယ် ဒီတော့ကျွန်တော်တို့လည်းမနက်စောစောထားရမှာမို့အိတ်ရပြင်နေတော့ဆရာတော်ចောင်းဆောင်ဘက်ကိုယောက်ျားတယောက်မိန်းမတယောက်ရှောက်လာတာကိုကျွန်တော်တို့မြင်လိုက်တယ်။သူတို့ကဆရာတော်ကြီးကိုဘာတွေရှောက်လဲမသိခဏနေတော့တောင်းအောက်ကိုပြန်ဆင်းသွားတယ်။ပြီးတော့ဆရာတော်ကြီးကကျွန်တော်တို့ဘက်ကိုရှောက်လာပြီးအဖေကိုခေါ်တယ်။အဖေကို9မိနစ်လောက်မိတ်ပြီးကျောင်းဆောင်ဘက်ပြန်သွားတယ်ကျွန်တော်လည်းအဖေကိုဆရာတော်ဘာမိတ်သွားတာလဲမေးတော့ ခုနကတက်လာတဲ့ယောက်ျားနဲ့မိန်းမက လူတွေမဟုတ်ဘူးတောင်ပန်ကြီးနဲ့တိုက်နှန်းရှင်တွေတဲ့သူတို့ကဒီအလူမှာဒါနပါခြင်းလို့တဲ့ဒီတော့ဆရာတော်ကလည်းပါလို့ပြောလိုက်တယ်ပုံစံကရှစ်ခေတ်လူကြီးတွေပုံစံလို့ပြောတယ်ကျွန်တော်တို့လည်းအိယာဝင်လိုက်တယ်ညရောက်တော့ကျွန်တော်အိမ်မက်မှတ်တယ်အိမ်မက်ထဲမှာကြားနှကောင်အကြီးကြီးတွေသူတို့ကကျွန်တော်ကိုကြောင်လို့ပဲအမိလေးနှမ်းလိုက်ပူတိပုတ်သက်လှုပ်လိုက်အစတော့ကျွန်တော်ကြောက်တာပေါ့ပြီးတော့ကျွန်တော်ကိုလူစကားပြောတယ်မင်းမနှက်ကြရင်ငါတို့ကိုမဟင်းကားလာကြွေး မင်းတို့တို့တွေလက်ဆောင်တစ်ခုပြန်ပေးမယ်လို့ပြောပြီးပျောက်သွားရောကျွန်တော်လဲအိယာကလန့်နိုးလို့နိုင်ရည်ကြည့်တော့နှစ်ချက်ခွဲနေပြီမိဖို့ဆောင်ဘက်လန့်ကြည့်လိုက်တော့အလင်းရောင်ကိုတွေ့လိုက်တယ်ကျွန်တော်လဲအမှုမဲ့မှတ်မှတ်နေပြီးခဏပြန်အိတ်လိုက်တယ် ကျွန်တော်မိခနဲ့ဖြစ်သွားတော့စူညံစူညံတန်တွေကြရတယ်။ဘာဖြစ်လို့လဲဆိုတော့အတော်ကဟဲ့ဘသူတွေအစောကြီးထိုက်ပြီးမုံရင်ကစွန်ဝိုင်းအတွက်ပြင်ဆင်ထားတာတော့မိဖို့ဆောင်ကပြောနေတယ်။ကျွန်တော်တို့လည်းတယောက်မျက်နာတယောက်ကြည့်ပြီးသူနုနုငါလိုလိုနဲ့မိဖို့ဆောင်ဘက်ကအံ့ရောဗျာအားလုံးကအစင်းနဲ့ရွေးနှီးအိုးလေးပါတဲ့ပေးသွားတာ ဦးစင်းလေးအစိုးကြီးထပြီးပြင်ဆင်လာတာထင်တယ်ဟုဦးလေးကလမ်းပြောနေတယ်။ကျွန်တော်ကလည်းပြီးမှဆရာတော်ကိုရှောက်မယ်ဆိုပြီးစွန်းဝဲများကိုဓမယုံဘော်ကိုပြောင်းရွှေ့ပြီးလူအပ်တံများကိုပြင်ဆင်ကြတယ်။၄နာရီ၄၅မိနစ်လောက်မှဆရာတော်ကကြွလာပြီးပြင်ဆင်မှုကိုကြည့်ပြီးမနှိုးဆုံးကက်ရဲရတနာသုံးပါမှုထား၍တက်ဆိုင်ရာပုံကိုယ်တွေကိုဖိတ်ကြတယ်။ကျွန်တော်ကဥပစင်နာသွားပြီးဖုံဖုံဘဏ္ဍာရီတွေကနိုးနေတာလဲဟုမေးတော့ခုနကမှနိုးတာဒါဆိုတီဆုံဝဲကိုဖုံဖုံပြင်တာလားဒါမှမဟုတ်ဥပစင်ဟုတ်လား ဒီတော့ဖဲနဲ့ရှိစာငါနဲ့အုတ်ကြီးအတူတူနိုးပြီးဒီဘက်ကူးလာတာလို့မိတ်နေဒီတော့မှအဖေကလည်းဆရာတော်ကိုရှောက်တယ်ဖုံဖုံတပည့်တော်တို့နိုးတော့မိုးဟင်းကားစုံနေအစင်းနဲ့ပြင်ပြီးသားတပည့်တော်တို့ဘာမှမလုပ်ရဘူးလို့ရှောက်တော့ဆရာတော်ကပြုံးတယ်ပြီးတော့အေးငါမနေ့ညကပြောသားပဲဟိုလူနှစ်ယောက်ကလည်းဒါနပါခြင်းလို့တယ်လေဟုမိတ်တော့ကျွန်တော်တို့စက်သိန်းတွေထားပြီးအံ့ဩနေကြတယ် ဆရာတော်ကစုံဝင်အလုံးကိုကိုရင်ကိုကြကတ်၍ကျွန်တော်တို့ကိုမေတ္တာသုတ်ယွံ့ရန်မိတ်ပါတယ်ကျွန်တော်တို့လည်းမေတ္တာသုတ်ကိုတံပြန်ယူပြီးလျင်ဆရာတော်ကြီးတိုင်ပေးတဲ့ဂါရတော်များကိုယူရင်မိုဟင်္ဂါစုံများကိုကတ်လှူတယ်ဆရာတော်ကြီးကအုံမောင်းကြီးကိုတုံးချက်ခောက်တယ် 5မိနစ်လောက်ကြာတော့မောင်းကိုတုံးချက်တီးတယ်။နောက်5မိနစ်လောက်ကြာတော့ကြေးစီကိုတုံးချိန်တီးတာကိုကျွန်တော်သတိပြုမိလိုက်တယ်။ပြီးတော့ဆရာတော်ကရေဆက်ချတရားဟောကြားပြီးယနေ့ယခုအာယုံဆုံးမနက်ဆုံးဌာနကို30ပုံကျင်လည်ကုန်သောပုဂ္ဂိုလ်တ ত্ত্ব ဝါများကိုမြစ်တာဖို့အမျှဝေတယ်။အမြဝေလိုက်တော့အောင်သိတိဖျားပေါ်ကိုအနီအောင်အတန်းလေးပတ်ပြီးကောင်းငင်သို့တက်သွားတာကိုအားလုံးမျက်ဝါးထင်ထင်တွေ့သွားခဲ့ရတယ်။ တာရုခေါ်သံတွေနေရာနှံ့ကထွက်ပေါ်လာတယ်။ပြီးတော့ဆရာတော်ကမုဟင်းကားတယောက်တပကစီကိုကင်ပြီးတောင်ပေါ်တစ်ပင်တွေရုပ်ထုတွေကိုမုဟင်းကားလှုပ်ခိုင်းတယ်။ကျွန်တော်ကသတိရလိုက်တယ်။ညကကြားကြီးနှကောင်မုဟင်းကားကြွေးခိုင်းတာကိုဒါနဲ့ကျွန်တော်လည်းကြားရုပ်နှစ်ရုပ်ကိုလာရှာလိုက်တော့ဟော တွေ့တယ်။သူတို့ကတောင်ပေါ်သို့မျက်နှာမူပြီးတက်လာနေဟန်ရုပ်ထုတွေပါ။ကျွန်တော်လည်းသူတို့ကိုမုဟင်းကားကြွေးဖို့ပြင်ဆင်ရတယ်။ရုပ်ထုရှိမှပကံတွေနဲ့တက်တက်ရရချကြွေးတယ်။ နောက်7မိနစ်လောက်ကြာတော့ကျွန်တော်ကြားရုပ်ရှိကိုရောက်သွားတဲ့အခါလူမင်းစွာထူဆန်းအပ်အောစရာဖြစ်တဲ့ခုကိုမယုံနိုင်ဘဲတွေ့ကြုံလိုက်ရတာပါတိုက်ဆိုင်မှုမဟုတ်ပါဘူးနေရာတကာမှာတိုက်ဆိုင်မှုလို့ဆိုတာကြီးကိုတုံးတာအတိတ်ပဲမဲ့လာပါတယ်ကြားရုပ်ကိုအစာကျွေးနေချိန်မှာအယုတ်တွေနားကိုဘယ်သူမှမလာဘူးဆိုတာသိကြပါဗျ ။ဘာဖြစ်လို့လဲဆိုတော့ခက်လန်းလန်းကကျွန်တော်စောက်ကြည့်နေလို့ပါ။သူတို့ပါဇက်ကိုကြည့်လိုက်တော့အခါဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငေးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။